ဒီနေ့မှာတော့ Telegram မှာခုလိုမျိုး sticker တွေကိုကိုယ့်ရဲ့ဓာတ်ပုံပြက်ကိုစိုက်ကြိုက်ဘလို့ဖန်တီးရမယ်ဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာမျှဝေပေးကြမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပေးပြီးနောက်ထပ်တင်မယ့်ဗီဒီယိုလေးကိုလည်းစကြည့်လို့ရပါတယ်ကျွန်တော်ကစတီကာလုပ်နေဆိုရင်တော့ စတူရထောက်ဖို့အတွက်ကျွန်တော်ကဓာတ်ပုံရလောက်ရမှာဖြစ်ပါတယ်ဓာတ်ပုံလောက်ဖို့အတွက်ကျွန်တော်ကပိစဆိုတဲ့ application ကိုတောင်းရမှာဖြစ်ပါတယ်ပိစ application မရှိသေးဘူးဆိုရင်တော့ play store ပြောပြီးတော့ကျွန်တော် download လိုက်ပါကျွန်တော်က download ဖြစ်တဲ့ကျွန်တော်ကဝင်လိုက်ပါမယ်ဝင်ပြီးကျွန်တော်ဒီမှာအဆုံးမှာအပေါင်းပုံစံလေးပါတယ်အဲ့ဒါကိုကျွန်တော်တစ်ချက်နဲ့ပြလိုက်ပါပြီးရင်အပေါင်းလေးနဲ့ဆက်တင်ပြလိုက်ပါ color background ဆိုတာလေးကိုကျွန်တော်တစ်ချက်ဝင်ပြလိုက်ပါပြီးရင်ပုံစံမှာရှိတဲ့ဒါလေးကိုကျွန်တော်ရွေးပြလိုက်ပါ မြင်းမြူးဆိုတာကျွန်တော်ကပုံထည့်ရမှာဖြစ်ပါတယ်ပုံထည့်ဘောကကျွန်တော်ကကိုလောက်ရှင်တဲ့ပုံကိုထည့်ရမှာဖြစ်ပါတယ်ကိုကစတီကဘေးပုံကိုပုံလောက်မှာလားဒါမှမဟုတ်ကာတက်ပုံလောက်မှာလားကျွန်တော်ကကိုပုံပေးလောက်မှာဖြစ်တယ်ကျွန်တော်ကတော့အတက်ဖိုတိုဆိုတာလေးကိုတစ်ချက်ဝင်ပေးလိုက်ပါကိုလောက်ရှင်တဲ့ပုံတပုံကိုပေးလိုက်ပါကျွန်တော်ကတပုံကိုပေးလိုက်ပါမယ်ဒီညာတဲ့ပုံစံမှာရှိတဲ့အပြည့်ဆိုတာကိုတစ်ချက်နဲ့ပြလိုက်ပါ ီးရင်ဒီမှာကျွန်တော်က background ကိုဖျောက်ပြရမှာဖြစ်ပါတယ် background ကိုဖျောက်ဖို့တရားတော့လမှု bg ဆိုတာလေးကိုတရှင်းနေပြလိုက်ပါပြီးရင်လမှု background ကိုကျွန်တော်တရှင်းနေပြလိုက်ပါဒါဆိုကျွန်တော်ကနောက်ခံပေးတာဆိုပြလက်ပြလက်မှာဖြစ်ပါလေပြလက်ဖြစ်ရင်ကျွန်တော်ကအင်တာဗျူးရရင်ဖြစ်ပါလေဒါကျွန်တော်ကစာလေးညင်းမှာဖြစ်ပါလေစာရေးဖို့တည်းကျွန်တော်ကတက်ဆိုတာလေးကိုတစ်ချက်နှက်ပြလိုက်ပါ ဒီမှာကိုကစာကဘာစာရေးလဲဆိုကျွန်တော်ကတော့ပုံပုံနဲ့ live ဖြစ်တဲ့စာကိုကျွန်တော်ရေးပေးလိုက်ပါမယ်ဟုတ်တယ်ထားပါပြီးရင်ဒီမှာအပေါင်းကိုတချင်းလိုက်ပေးလိုက်ပါပြီးရင်ကျွန်တော်ကဒီမှာစာရပြီဆိုတာနဲ့ကျွန်တော်ကဖောင်းချိန်လို့ရပါတယ်ဖောင်းရှိဖို့ဒီကျွန်တော်ကဒီမှာကိုကြိုက်တဲ့ဖောင်းကိုရေးပေးလိုက်ရပါတယ်ကျွန်တော်ကတော့ဒီမှာမြန်မာဖောင်းရှိတယ်မြန်မာဖောင်းကိုကျွန်တော်ဒီမြန်မာဘာဆိုပဲရေးပေးလိုက်မယ် ပြီးရင်ကျွန်တော်ဆရာရပြီဆိုတော့ကျွန်တော်ကကာလာတွေထည့်ရမှာဖြစ်ပါလေကာလာထည့်ဖို့တည်းကျွန်တော်ကကျွန်တော်ကဒီကထည့်ရပါမယ်ပြီးရင်ဒီတော့ပဲကိုကြိုက်တဲ့ကာလာရွေးပြီးလောက်ကကျွန်တော်ကတစ်ခုပဲပါမယ်ဥပမာဆရာကဖြစ်တဲ့တည်းကြောင့်ကျွန်တော်ကတစ်ခုပဲနေပေးမှာဖြစ်ပါတယ်ဒါလေးထားလိုက်မယ်ပြီးကျွန်တော်ကဒီစာကိုထားရှင်နေနေရာမှာထားလိုက်ရပါတယ်နောက်ကကာလာကို လို့ရှင်ပြီဆိုရင်တော့ကျွန်တော်ကအနက်ဆိုရလို့တချို့ဖြားလဲရတာပြီကျွန်တော်ကတော့ငါကာလာပါကြီးမှာဖြစ်တဲ့ဒီကြောင့်ကျွန်တော်ကကာလာပြီးထားလိုက်ပါမယ်ဒီစာကိုကိုလိုရှင်တဲ့နေရာမှာထားလိုက်ရတယ်ကျွန်တော်ကဒီနေရာမှာထားလိုက်ပါမယ်ဒီနေရာထားလိုက်ပါကျွန်တော်ကဒီနေရာဒါကိုကြိုက်တဲ့နေရာမှာထားလိုက်ရပါတယ်ကျွန်တော်ဒါဒီကြောက်တဲ့ကျွန်တော်ဥပမာပြတာဖြစ်တဲ့ကျွန်တော်က ကြည်တော်ပြရမှာဖြစ်ပါလေပြီးရင်ကျွန်တော်ကပုံစံမှာရှိတဲ့မြားပုံစံလေးကိုတရှင်းတော့ပြလိုက်ပါပြီးရင်ကျွန်တော်ကဒီပုံကိုကျွန်တော်ဖုန်းထည့်ရဆေးပြီးဖြစ်ပါလေဆေးပြီးဆိုတော့ကျွန်တော်က Telegram ကျွန်တော် Telegram မှာစတူဒါလည်းမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် Telegram ထည့်ကိုဝင်ပြရမှာဖြစ်ပါလေ Telegram ထည့်ဝင်ပြီးကျွန်တော်က comment လို့ကျွန်တော်တရှင်းပြလိုက်ပါပြီးရင်ကျွန်တော်ဒီမှာစတူဒါပုံစံလေးတားတယ်အဆုံး ေဖြစ်တော့မှစတူရပုံကန်လေးအရာတရှင်းနေပြီလေပါပြီးရင်ဒီမှာအပေါက်ဆိုတာလေးပါတယ်အပေါက်ကိုကျွန်တော်တရှင်းနေပြီလေပါပြီးရင်ခုနထောက်လာတဲ့ပုံကိုကျွန်တော်ရေးလိုက်အောင်ဖြစ်ပါတယ်ခုနထောက်လာတဲ့ပုံကဒီပုံပါရေးပေးလိုက်ပါပြီပြီးရင်အဆုံးမှာအမန်ရှယ်လေးချက်ပြလိုက်ပါပြီးရင်တော့အဆုံးမှာရှိတဲ့ adapt to စတူရဆက်ဆိုတာလေးကိုတရှင်းနေပြီလေပါပြင်ကြအမီးရဖြစ်ပါလေအမီးရဖို့တည်းကမယူး စတီးယားကိုနှက်ပေးလိုက်ပါကိုကြိုက်တဲ့အမီကိုရေးပေးလိုက်ပါကျွန်တော်တို့တခုပဲရေးပေးလိုက်ပါမယ်ကြည်ဒါပဲရေးပေးတော့ပြီးရင်ခရီးရဲ့ဆိုတာလေးကိုထိနှက်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်ခုနထောက်တဲ့စတီယာရယူရှိပါလေ။ ဒီမှာပေါ့နော်ခုနအမီနဲ့ကျွန်တော်ကစတီကာရေးဖြစ်ပါတယ်ပြီးရင်ကျွန်တော်ပို့မယ်ဆိုရင်လည်းကျွန်တော်တို့ကဒီမှာကျွန်တော်လောက်ထားတဲ့စတီကာ၃ခုရှိပါလေကျွန်တော်ကဒီမှာကိုကြိုက်တဲ့အပေါ်လေးပါလေခုနကလောက်တင်တာပေါ့ကျွန်တော်ပို့ပြအောင်ဖြစ်ပါလေပြီးရင်ကျွန်တော်ဒါလည်းရှင်းနေပဲလေဒါဆိုရင်ကျွန်တော်ရသွားပါပြီခုနကကျွန်တော်လောက်ထားတဲ့စတီကာကိုကျွန်တော်ပို့လိုက်ပါပြီဒါဆိုရင်ကျွန်တော်တို့စတီကာလောက်ဒါကတော့အဆင်ပြေလောက်ဖြစ်ပါလေဒီမှာပါကျွန်တော်ခုနကကျွန်တော်လောက်ထားတာဒီမှာပါ ဒီမှာတော့ကော့ပုံလေးလောက်မယ်ဆိုရင်လည်းကော့ပုံလေးလောက်လို့ရပါတယ်ကျွန်တော်ကတော့ကော့ပုံလေးမလောက်ဘူးဒီပုံလေးပဲကျွန်တော်အုံပြီးလောက်ပြထားတာဖြစ်တဲ့ကြောင့်ဒီပုံလေးပဲဖြစ်လာပြီပါတယ်